မင်္ဂလာပါခင်ဗျာယခုနှစ်2025ခုနှစ်9လပိုင်း9ရက်နေ့ဟာကိုရီးယားနိုင်ငံမဟာယနာဗုဒ္ဓဘာသာဝင်တို့ရဲ့ဘူချောနီပိုရှင်နာလို့ခေါ်တဲ့ဗုဒ္ဓမွေးနေ့ဖြစ်ပါတယ်ကိုရီးယားနိုင်ငံရှိဗုဒ္ဓဘာသာဝင်များဟာဗုဒ္ဓမွေးနေ့မရောက်ခင်မှာမြတ်ဗုဒ္ဓကိုကျူဇော်အပြင်ရောင်သူငွဲလို့ခေါ်တဲ့ကြာပန်းမိဘုံပွဲများကိုကျင်းပကြတာဖြစ်ပါတယ် ယခုမြင်တွေ့ရတာကတော့ကိုရီးယားနိုင်ငံဆိုမျိုးဒုံကုဗုဒ္ဓတက္ကသိုလ်အနီးမှာကျင်းပတဲ့ကြာပန်းမိဘုံးလဲပွဲမစတင်ပြီးအကျိုးအခမ်းအနားဖြစ်ပါတယ်생활구제하는목발걸음을 호계봐 영웅 외로 거래 ဂျာပန်မိဘုံပဲများဟာအလွန်မတမစီကားလာပြီးကိုရီးယားနိုင်ငံရဲ့ဘာသာရေးရာဆိုင်ရာများမှာအကြီးဆုံးပွဲတော်ကြီးလည်းဖြစ်ပါတယ်ဒီကြော်ရီမိုဒူကဘောင်းစော့တုံပရဲပိုက်ခီတေးတာကိုရီးယားနိုင်ငံရဲ့ဗုဒ္ဓမွေးနေ့အကျိုးဂျာပန်မိဘုံပွဲများဟာလွန်ခဲ့သောနှစ်ပေါင်းရာကျော်ကတည်းကပြုလုပ်ကျင်းပလာတဲ့ရှေးရိုးရာပွဲတော်ကြီးဖြစ်ပါတယ်အဲ့ဒါကြောင့် ကိုရီးယားနိုင်ငံရဲ့ရောင်သူငွေလို့ခေါ်တဲ့ကြာပန်းမိဘုံပွဲများကိုကမ္ဘာရှေးဟောင်းယဉ်ကျေးမှုထိန်းသိမ်းအဖွဲ့ကြီးဦးနွယ်စုကရှေးဟောင်းရိုးရာပွဲတော်ကြီးတစ်ခုဖြစ်လဲအတိမတ်ပြုထားခြင်းခံထားရတဲ့ပွဲတော်ကြီးတစ်ခုဖြစ်ပါတယ်네,그럼,고원에전시되어있습니다. 또한 서울공해 박물관, 청계천 조계사 보험사입니다. 여러분 신나게 노실 준비 되셨습니까? 좋다. 준비됐나 ခဲ့ပါဗုဒ္ဓမွေးနေ့အကျိုးရောင်သူငွဲလို့ခေါ်တဲ့ကြာပန်းမိဘုံလှဲ့ပွဲအပိုင်း၁အကျိုးခမ်းနားအစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာဒီကနေ့ဒီကမှာတော့ဒီကနေ့ဒီကမှာ